ယောက်ျားတစ်ယောက်ကလူပြိုစစ်လို့ရှိရင်သူမေးတတ်တဲ့မေးခွန်းတစ်ခုရှိတယ်။အဲ့ဒီမေးခွန်းကလူပြိုစစ်မှမေးတာနော်။လူပြိုမစစ်ဘူးဆိုရင်သူဘယ်တော့မှမမေးဘူး။ဘယ်တော့မှလည်းထွက်မှာမဟုတ်ဘူး။လူပြိုစစ်စစ်မှအဲ့ဒီမေးခွန်းမျိုးကိုမေးတာ။ တကယ်လို့ကိုကအဲ့ဒီမိခွန်းမျိုးကိုမေးဘူးတယ်အဲ့ဒီမိခွန်းမျိုးလည်းကိုကကြားဘူးတယ်ဆိုရင်နားမထောင်ပါနဲ့ကြော်သွားလိုက်တကယ်လို့ကိုကမမေးဘူးဘူးနားလည်းမထောင်ဘူးဘူးအမပြောတဲ့စကားကဘာလဲဆိုတော့သိချင်နားထောင်အများဆုံးအဖြစ်ကယောက်ျားတွေကလူပြိုပုံစံကိုဖမ်းတာများတယ်ပေါ့နော်ဥပမာချိန်တွေ့တာပဲဖြစ်ဖြစ်အပြင်ပေါ်ရံပဲဖြစ်ဖြစ်ပေါ့နော်လူပြိုပုံစံအရန်ပေါ်လွင်တယ်ဟုတ်တယ်တော့ဒါပေမဲ့သူတို့ ်လူပြိုဆိုတာကိုခေါင်းစဉ်အောင်မှာနေရတကယ်လူပြိုစစ်စကန်အဲ့ဒီဟာကြီးလိန်လို့မရအောင်တကယ်လို့ကိုယ့်ရဲ့ရည်စားကိုယ့်ရဲ့ဘဲဟာလူပြိုမဟုတ်လားမဟုတ်လားဆိုတာသိချင်လို့စဉ်းမှာပြပြမယ်နှစ်ယောက်တူတူလုံးနေထားပါနော်လုံးနေပြီးခါကျရင်မိုက်ဖျားမပြောရတာငရဲတော့ကြီးရဲ့အဲ့မှာပြပြမယ်နော် လူပြိုစစ်စစ်ဆိုရင်အဲ့ဒီမေးခွန်းကိုမေးတယ်လုံးဝမေးတယ်ညီမလေးတို့နော်မမေးဘူးဆိုရင်တို့လူပြိုလုံးဝမဆန်တို့ဘဝတစ်ခုလုံးမှအများကြီးကိုတို့ဆက်တမ်းပြီးဝမှညီမလေးတို့တို့အခုကလူငယ်အများစုကဘာကြောင့်မလို့တုံးလို့တည်မြင်လာလဲ ထောင်မမှုအားတွေနည်းလာရတာလဲဆိုလို့ရှိရင်အဲတော်တော်များများကလက်သမားလေးတွေများကြတယ်เนาะလက်သမားလေးတွေဘာကြောင့်များတာလဲဆိုလို့ရှိရင်ဆိုရှယ်မီဒီယာတွေကိုသူတို့ကြည့်တဲ့အခါမှာဒီကနေကြည့်ပြီးတော့မှသူတို့စိတ်တွေမယုံမယားဖြစ်ပြီးတော့မှဒီဟာပေါ်မှာသွားပြီးတော့မှဆွဲလဲနှစ်သက်လာကြတယ်အဲ့တော့တခါတန်ဆင်းလုံပေးပဲကောင်းတယ်ပေါ့နော်နေ့တူဝဟိုမှာတချို့ဆိုအကျင့်ကြီးတွေများတဲ့ခါမှာကြာလာလို့ရှိရင်အဲကိုယ့်ရဲ့ခန္ဓာကိုယ်မှာရှိနေတဲ့ energy တွေကြာလာတာမျိုးတွေပြီးတဲ့ခါမှာ hormone တွေကြာလာတာမျိုးတွေပြီးရင်လူကနေပြီးတော့မှာဖြစ်လဲဆိုပိန င်ချုံချင်းနေလာတာမျိုးတွေပြီးရင်အလုပ်ထဲမှာစိတ်မပါတော့တာမျိုးတွေเนาะအဲဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ဒီအပေါ်မှာအရန်ဆွဲလန်းစိတ်တွေများတဲ့အခါမှာညဘက်တွေဆိုအိတ်မပြောတာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်ပြန်လာတချို့ဆိုလို့ရှိရင်အိပ်ပျော်နေရင်းနဲ့ထိမ့်သိမ့်နိုင်မှုမရှိဘဲနဲ့တုပ်လွတ်တင်မြန်နေတာမျိုးတွေအဲတချို့ဆိုရင်အတူနေတဲ့အခါမှာဆိုလို့ရှိရင်လေလုံးဝကိုယ့်ဘက်ကနေပြီးတော့မှာ စိတ်ဆန္ဒမပြည့်ဝမှုတွေဒါမျိုးလေးတွေရှိတယ်အဲ့ဒါဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီအအမြဲတမ်းပဲပေါ့နော်လက်နဲ့ကစားနေတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့အဒီလိုမျိုးတွေဖြစ်တာပေါ့နော်အဲ့တော့ဘာလို့ပြရမလဲဒါတွေကိုပျောက်ချင်တယ်ဘာလို့ပြရမလဲဆိုလို့ရှိရင်ကျွန်တော်တို့ကကိုယ့်စိတ်ကိုယ်ကိုနိုင်အောင်ဖိတ်ရမယ်အမလုံနိုင်မှုဆိုတရားထိုင်ပြရမယ်ဒါမှမဟုတ်လို့ရှိရင်တကယ်ချင်းအပေါင်းအသင်းတွေနဲ့သွားတာလာတာမျိုးတွေလုပ်ပေးရတာမျိုးတွေရှိတယ်ပြီးရင်ကျမ်းမာရေးကိုကောင်းမွန်စေတဲ့အားကစားမျိုးလေးတွေကိုရွေးချယ်ပြီးတော့ကစားပေးရတယ်ပြီးလို့ရှိရင်အာဟာရပြည့်ဝစေတဲ့အစားအစာလေးတွေကိုရွေးချယ်စားပေးရတယ်ပြီးလို့ရှိရင်ဗိုက်တာမင် D NPD တို့เนาะပြုလို့ရှင်ဇင်းတို့ဒါမျိုးလေးတွေကို ပုံမှန်နေ့စဉ်မိွယ်သုံးဆွဲပေးရတယ်ပေါ့เนาะအဲ့တော့ဒီလိုမျိုးဆိုလို့ရှင်ရင်အဲ့လိုမျိုးလေးတွေပုံမှန်ကိုကိုကနေပြီးတော့မှစားတောက်နေထိုင်မှုကိုချိန်လိုက်မယ်ဆိုလို့ရှင်ရင်အခုခံစားနေရတဲ့ဝေဒနာတွေလက်သက်တာရောပါစေတယ်တချို့ကြတော့ပါလဲဆိုလို့ရှင်ရင်မသက်တာဘူးမသိတာဘူးဆိုလို့ရှင်ရင်တော့မြ мян ထီရောက်ပြစ်တာခြင်းလဲဆိုလို့ရှင်ရင်เนาะအဲဇဘာဝနီလန်းလေးတွေအပြင်ကိုမာကျွန်တော်ကဘာလို့ရလဲဆိုလိုအပ်နေတဲ့ เนาะကျမတို့ခန္ဓာကိုယ်မှာလိုအပ်နေတဲ့ပြည့်စုံတဆလေးတွေကိုကျမတို့ကတစ်ဖက်တစ်လမ်းကနေနှီးဝဲပေးမှသာလင်ဒီလိုဝေဒနာတွေကတတ်တာရောပါစေမှာဖြစ်ပါတယ်တကယ်လို့ပေါ့เนาะကိုကနေပြီးတော့မှဖြစ်နေတဲ့အကြောင်းအရာတွေကိုကျမတို့ရဲ့ကိုယ့်မှတ်မှာလာပြီးတော့မှမှန်ထားပြီးလို့လဲရပါတယ်နောက်ဗီဒီယိုတွေမှာဆိုလို့ရှိရင်ကျမကလာပြီးတော့ပြပြပေးမှဖြစ်တဲ့အတွက်ကြောင့်မလို့ကျမရဲ့ဗီဒီယိုလေးတွေကကိုယ့်အတွက်လည်းအကျိုးရှိတယ်ဆိုရင်နောက်လူတွေများများသိဖို့ share ပေးခဲ့ဖို့လည်းတောင်းဆိုပါတယ်ကိုကနေပြီးတော့မှတက်လာတဲ့ဗီဒီယိုလေးတွေကိုပုံမှန်ကြည့်ချင်တယ်ဆိုလို့ရှိရင်တော့ကျမရဲ့အကောင့်လေးကို follow လုပ်ထားဖို့လည်းမမေ့ပါနဲ့ရှင်